တော့ကိစ္စလေးတစ်ခုရှိလို့ခဏတော့ထိုင်ခွင့်ပြုပါဗျာဟောဟုတ်ကဲ့ဟုတ်ကဲ့ထိုင်ပါထိုင်ပါကံကြီးရဲ့၆နှစ်ကကျွန်တော်မိန်းမနဲ့ကျွန်တော်သူတို့မိသားစုအတိုင်းဝန်ရသဘောမတူလို့လမ်းခွဲခိုင်းခဲ့ကြတယ်။အဲ့ဒီကိစ္စကိုကျွန်တော်မသိခဲ့ဘူး။ကျွန်တော်နိုင်ငံခြားသွားပြီးအလုပ်လုပ်နေခဲ့တာ။ကျွန်တော်မိန်းမမှာကျွန်တော်ရဲ့ရင်သွေးလေးပါသွားခဲ့တယ်။ကျွန်တော်မိန်းမရဲ့အတိုင်းဝန်ကကျွန်တော်ရင်သွေးလေးကိုမွေးပြီးပြီးချင်း ရေရေစစစွန့်ပစ်ခဲ့ကြတယ်ဗျာအဲ့ဒါကျွန်တော်တို့ကဘယ်လိုများသဆိုင်လို့လဲမသိဘူးဆိုင်တာပေါ့ဗျာအခုခမရဘေးမှာရှိတဲ့တုတ္တဆိုတဲ့ကလေးကကျွန်တော်သားလေးပဲဗျာဒီပါအောင်ဗျာဒီကလေးကခမသားလို့ပြောအောင်ဘာထောက်ထားရှိလို့ရှိတာပေါ့ဗျာကျွန်တော်သားလေးကိုတွေ့ရင်လို့ကျွန်တော်နိုင်ငံခြားပြန်အောင်လဲမြန်မာပြည်နဲ့ခြေဆက်ပြီးလိုက်ရှာနေခဲ့တာဗျာဒီလက်ဆန်ရွာမှာအထမ်းနဲ့ဈေးရောင်းပြီးတော့ လေးတယောက်ငွေစားထားတယ်ဆိုတဲ့တရင်ရှားလို့ကျုပ်ဒီကိုစုံလမ်းပြီးလိုက်လာခဲ့တာခမားမျိုးရင်ကလေးအင်ကြီးလှန့်ကြည့်လိုက်ပါဗျာတားလေးရဲ့ခါညာပဲချမ်းမှာအမှတ်ပါပါလေဟာဘာသာဟာဟင်ကျွန်တော်မိန်းမကိုငွေပြေးတယ်အရက်လက်တဲ့အတော်ကြီးကိုယ်တိုင်ကတားလေးကိုငွေပြေးပြီးချင်းဒီရွာရဲ့တောဆက်တနေရာမှာစွန့်ပြစ်ထားခဲ့တယ်လို့ကျွန်တော်ဝန်ခံပြီးပါပြီဗျာဟာလာသားဟဲ့ ခမားတော့ဆွန့်မြင့်တော့ဆွန့်မြင့်ပြီးဘာခုမှငါခရစ်လာလုံးလာဒီကလေးကကျွန်တော်သားလေးဆိုအတက်ဒီအထောက်သားလေးကျွန်တော်မှအပြည့်စုံရှိပါလိမ့်ခင်ဗျာနောက်ပြီးကျွန်တော်သားလေးကိုဒီရီကျင်းမပြည့်စုခဲ့တဲ့ခမားကိုလည်းကျွန်တော်ကျေးဇူးဆက်ပါမယ်ခမားဆက်တဲ့ကျေးဇူးကိုလည်းကျွန်တော်မလို့ချင်ဘူးခမားကိုလည်းကျွန်တော်ခလေးမပေးနိုင်ဘူးခမားထွက်တော့ဗျာကိုဒီလိုက်ရယ်အဖေရင်းမဟုတ်ပဲမွေးစားရတဲ့ခမားတော့သားလေးကိုဒီလောက်ချက်တာဗျာကျုပ်အဖေရင်းသားလေးကိုဘယ်လောက်ထိချက်မလဲကျုပ်နဲ့ပေါင်းရတာခွဲခွာနေရတယ်ကျုပ်သားလေးကို ကျုပ်သားလေးကျုပ်ကိုပြန်ပေးပါဗျာကိုဒီလိုက်ကျွန်တော်တောင်းမှန်ပါလေကျုပ်သားလေးကိုကျုပ်ကိုပြန်ပေးပါဟဲ့လူခမ ्या ကျုပ်ကိုဘာမှလာပြီးမျက်ရည်ကန်ထိုးပြနေတယ်ခမ ्या သွားတော့ဗျာကလေးကိုမပေးနိုင်ဘူးအောင်မေသူကလေးလာပါလေနဲ့ငါဘာလို့ပေးရမှာလဲဟဲ့ငါအဲ့လိုမြင်မှုနေတယ်လို့ပဲဘယ်မှာမြင်မှုကလဲအော်သိပြီသိပြီ မာတို့ဆယ်ကိုလာပြီးတော့ရေကာတော်ဆောက်တုံးကအစ်ပြောင်းလာတယ်အင်ဂျင်နီယာထင်တယ်။အဲကြောင့်ငါဒီလူကိုမြင်မှုနေတယ်လို့။ဘာပဲဖြစ်ဖြစ်ဟာငါတော့ငါသားလေးကိုမပေးနိုင်ဘူး။ကဲကဲနေလဲစိတ်ညစ်နေနေတော့နေ့လဲစားအောင်ငါ့အိမ်မှာလာစား။ငါချက်ဘူးချက်ထားတယ်။ငါလည်းအလုပ်ရှိလို့သွားတော့မယ်နော်။ 拖把皮啊，给我！哪家保险？你这是在诈骗的保险？哪家保险？阿红妹，明明是怕不是过来过去搞我们养老那样？阿红妹，现在他那阿红妹，老钱老钱老钱，都有阿红妹。其他人第二步打进里面，好像骗不你了。就完了，你妈的！一年两千里面哪个？ ဒီလိုက်ရင်နေရလေမိမတယောက်နဲ့ဖတ်ပြီးတော့ရံဖြစ်ယုံဒီကနာကြီးလားနေမဲ့ရင်ဆုံးထောင်ထဲဝင်ရမှာငါတောက်ထီကမရဘူးကတာဘယ်နှနာဝိုင်းဘုကောင်တာပေါ့ဆိုးတာဗျဒီကောင်ကွာငါလုံးတော့ပြေတော့မှာပဲလာတိုင်းအယုံမချုပ်ထောက်ပဲပဲဒီဘာတွေတွေ့ဝင်နေရလဲဒီလိုက်ငါပြောတာအမှန်တရားလीငါကောငါဘာဆက်လုပ်မှမသိတော့ပါဘူးကွာ ခလေးရဲ့အကြောင်းနေရမယ့်အရွယ်ရောက်နေပြီ။ဒီနေ့နေတော့မတိုးတက်မှမဟုတ်လို့လေ။ငါမငါသားလေးကိုမခွင့်နိုင်တာဟာ။ဟဲ့အဲ့နေကိုညစာပေးမရှိတာလေ။နေတော့ငွေစားထားတဲ့ဖောက်ရင်တော့ဒီလောက်ခံစားနေရတယ်။ကိုမကျင်းဖောက်ရင်ရင်သူ့နောက်ဘယ်လောက်ခံစားရမလဲ။ငါကနစ်သားလေးကရှေ့ကြီးကောင်းစားဖို့အတွက်ကိုစေတနာနဲ့ပြောနေရနော်။ပြီးတော့ကိုကဖောက်ရင်ရင်ပစံလေရှိရဲ့အင်ဂျင်နီယာတစ်ထည့်တည်းနှစ်သားလေးဘွားအတွက်ဘာပူပင်စရာရှိလို့လဲငနာလေရောအီဟာ ဖေတောက်ဒီညောင်ခေါ်လာဘာလို့ပူတယ်ဟင်ငါမင်းကိုဒီခေါ်လာတာရတကြီးပြောစရာရှိတယ်ဘာလဲတောင်းမေးစားသားလို့ပြောမလို့ဘူးတတိပြီးသားပါဖေရအဲ့ဒါမဟုတ်ဘူးကွာငါမင်းဖေရင်ကိုသိပါလဲနဲ့မင်းကိုတမင်ပြန်မပေးခဲ့တာအခုငါမင်းဖေရင်ကိုမင်းကိုပြန်ပေးရတော့မယ်ဟင်းတဖင်းနဲ့ပဲနေပြီမင်းငါနဲ့နေလို့မဖြစ်ဘူးကွာမင်းငါနဲ့နေလူမွေးလူရောင်အောင်ပြောင်းသွားမှာပေါ့ဗျာမပြောင်းနဲ့နေပါစေဗျာတဖင်းနဲ့ပဲနေမယ် တော့တော့လိမ်မပါရကွာဖေ့ကိုချင်းအဖေ့စကနာထောက်ပါနော်မနှက်ပန်ကြရမယ်ဖေ့ရင်စီမေးလိုက်သွားမယ်လိုက်မှုညာကဖေးလိုက်ပဲနေမယ်မင်းကငါလိုက်သွားလို့ပြောနေရနော်ငါလက်မပါချင်ဘူးဖေ့ရလေးခံမယ်ဗျာကျွန်တော်တော့မလိုက်နိုင်ဘူးအာဒီကောင်ကွာငါတော့ပြီးရောလေအဲ့ညာတို့ဗျာမလိုက်နိုင်ဘူး